ီကနှစ်စီးလုံးမှာနောက်ထပ်တူတာကတကားတွေက၅ပေါက်ပါတယ်။ကောင်းပေါက်မှာအပေါ်မှာတထွာလောက်ကျန်ပြီးရနော်။မှန်၄ပေါက်စလုံးဖွင့်လို့ရတယ်။ဖုန်းနဲ့ဆိုရင်ဒီလိုတစ်လုံးရယ်ဒီလိုကက်လက်တစ်လုံးရယ်နှလုံးသားလောက်ရှိတယ်။နည်းနည်းနော်နော်အမြင့်ကြီးမဟုတ်အင်ဂျင်တန်လည်းမကြောက်ဘူးဖယ်ကြရမလဲ EV ကိုတဒန်တင်တာတော့မှဒီမှာ body နဲ့ဘိန်းနဲ့ကလက်ကားလုံးတော့လွတ်နေသေးတာကိုတွေ့ရတယ်။ ကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့လိုင်းတာယာမြို့နယ်မှာရှိတဲ့တရဖူဆိုးမြင့် company limited ကနေပြီးတော့တင်သွင်းလာတဲ့ KYC လုပ်ငန်းသုံး EV တွေကိုလာပြီးတော့လေ့လာတာပဲဖြစ်ပါတယ်။ဒီလုပ်ငန်းသုံး EV တွေကတရားရဂိုင်းလုံး pure EV electric car တွေပဲဖြစ်ပါတယ်။အဲဒီတော့ဒီ KYC V5 EV တွေမှာတူတဲ့အချက်တွေနဲ့မတူတဲ့အချက်တွေအများကြီးရှိပါတယ်။ရုပ်တရက်ကြည့်လိုက်ရင်တော့ရှေ့ရုပ်တွေအကုန်လုံးကတူတူနဲ့မတူတာတွေအများကြီးရှိပါတယ်။အဲဒီတော့ကျွန်တော်တူတဲ့အချက်လေးတွေကျွန်တော်အရင်ပြောပြပါမယ်။ battery capacity ကိုပြောမယ်ဆိုရင်61.86 kWh ရှိတယ်။ ယ်။ motor capacity ကိုပြောမယ်ဆိုလို့ရှိရင်30 kW အထိဖြစ်ပြီးတော့ maximum power က60 kW အထိရတယ်လို့ဆိုထားတယ်။ range အနေနဲ့ဆိုလို့ရှိရင်လည်း300 km အထိသွားလို့ရတာဖြစ်တဲ့အတွက်တော်တော်ဝေးဝေးကိုသွားလို့ရတယ်။ပြီးတော့ GBD ကောင်းဖြစ်တယ်။ AC ရော DC ရောပါတာပဲဖြစ်တဲ့အတွက်အလွယ်တကူဘယ်နေရာမှာမဆိုအားသွင်းလို့ရဒီကနှစီးလုံးမှာနောက်ထပ်တူတာကတကားတွေက၅ပေါက်ပါတယ်အဲ့ဒါတွေအကုန်လုံးဒီဒီကနှစီးမှာတူတဲ့ချက်တွေဖြစ်ပြီးတော့မတူတဲ့ချက်တွေရှိတယ်အဲ့ဒါကျွန်တော်ပြမယ်ဒီဘက်ကိုရင်ကြည့်အောင် ဒီဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်လေးက2 seater ဖြစ်တယ်ဒါပေမဲ့တကားတော့4ပေါက်ပဲရှိမှဆိုလို့ရှိရင် pilot တယောက်ရမယ် pilot ရဲ့ဘေးနားမှာ assistant pilot ကို pilot တယောက်ရမယ်ပြီးလို့ရှိရင်ဒီနောက်ကတော့ cargo space ပဲဒီ cargo space ကဒီလိုအလျားက ship ပေဝင်းကျယ်လောက်ရှိရယ်အမြင့်ဆိုလို့ရှိရင်လည်း4ဘေးခွဲလောက်ရှိတယ်ပြက်ကလည်း4ဘေးခွဲလောက်ရှိဒီဘက်ကတော့2 seater ဖြစ်တဲ့အတွက်2ယောက်တည်းပဲစီးလို့ရမယ်အနောက်မှာတော့ပစ္စည်းကတော့အကြိုက်ထည့်ပဲအဲ့ဒီအခြေအနေမှာရှိတယ်โอเคအဲ့တော့ဒီဘက်ကိုကြည့်အောင်ဒီဘက်ကိုကြည့်မယ်ဆိုလို့ရှိရင် ရှိမှာတော့ဒါ2ယောက်စီးလို့ရမယ်။နောက်တကားကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်အနောက်မှာလူ3ယောက်ထိုင်လို့ရတာကိုတွေ့ရတယ်။အနောက်မှာထိုင်ကုန်3လုံးခေါင်း3လုံးလဲပါ။အဲ့တော့ဒီကောင်က9ယောက်စီးဖြစ်တယ်။အဲ့တော့ဒီကားကိုကြီးလိုက်တော့မှပို့ပြီးတော့တိတာဝါးစီတာကလုပ်ငန်းသုံးကားဆိုပေမဲ့အထဲမှာတော်တော်လေးမစိုးဘူးထိုင်ကုန်သားတွေပါရင်လည်းတော်တော်လေးမစိုးတာကိုတွေ့ရတယ်။ထိုင်ကြည့်အောင်ခဏလေးထိုင်ကြည့်လိုက်အောင်။ကျွန်တော်ထိုင်လိုက်မယ်ဆိုရင်တော့ဒီလိုမျိုးလွတ်လွတ်ကျွတ်ကျွတ်ကြီးထိုင်လို့ရတယ်။နောက်ကအမြင့်ကြီးပဲပေါ့ပါ။ နော်ကျွန်တော်ခေါင်းပေါ်မှာအပေါ်မှာတထွာလောက်ကြံသေးရနော်ကျွန်တော်လက်တထွာဆိုတာရှစ်လက်မှကိုးလက်မှလောက်ရှိတယ်အဲ့လောက်လောက်ကြံသေးတယ်အနေထားနော်တော်တော်ကြဲကြဲဝန်းထိုင်လို့ရတယ်အဲကွန်လည်းပါတယ်ပြီးတော့ကြတော့ဒီမှာအကုန်လုံးမှာအလဲမှာ infotainment screen လေးတွေပါတယ်မစိုးဘူးဗျာဒီလုပ်ငန်းသုံးကားဒီလောက်ခြေနေမှာမှန်နေလဲအကုန်ဖွင့်လို့ရတယ်နော်ဒီကားကမှန်လေးပေါက်စလုံးဖွင့်လို့ရဒီပေါက်တွေပါအကုန်ဖွင့်လို့ရအဲ့အခြေအနေမှာရှိတယ်အဲ့တော့နောက်ဖုံးလေးကြည့်အောင်ကဲနောက်ဖုံးကြည့်မယ်နေနေတော့တော့အဖုံးကြီးမဟုတ် ။ဟုတ်။ဒီ cargo space ကတော်တော်လေးကျယ်တယ်လို့ပြောလို့ရတယ်။ပြီးတော့ကြတော့ dimension ကိုပြောမယ်ဆို၄ဘေခွဲပတ်လည်လောက်ရှိတယ်။အလျားအမြောက်အနံအမြောက်အမြင့်က၄ဘေခွဲပတ်လည်စီလောက်ရှိတယ်။ပစ္စည်းထည့်မယ်ဆိုလည်းတော်တော်လေးထည့်လို့ရတယ်။ပြီးတော့ payload ကတဒံလို့ပြောတယ်။ဒီကောင်ကတဒံတင်လို့ရတယ်။ဘာလို့လဲဆိုတော့ဒီကောင်ကနောက်၄ဖြစ်တယ်။ shape butterfly နောက်လေးဖြစ်တယ်အဲအကြောင်းမို့လို့ဒီကောင်တဒံအထိတင်လို့ရရလို့ဆိုရတယ်ပြီးတော့ခဏနေကြရင်ကျွန်တော်ပစ္စည်းတွေလည်းကျွန်တော်တင်ပြမယ်စီစဉ်ထားတယ်အဲဒါလေโอเคအဲခဏဝင်ကြည့်အောင်ဒီမှာဒီလောက်အနေထားရှိတယ်နော်တော်တော်လေးကျယ်တယ် เนาะဘေး quality လေးလဲတော်တော်လေးမစိုးဘူးလို့ပြောလို့ရအဲ့တော့ရှေ့ရုပ်လေးတစ်ချက်သွားကြည့်အောင်โอเคဒီကားမှာမဖြစ်မနေပြောရမှာတော့ဒီအရှိရုပ်ဒီအရှိမီးလုံးတွေอ่ะဒါလုပ်ငန်းသုံးကားတစ်စီးမှာဒါတော်တော်လေးလမ်းနဲ့ရုပ်လို့ကျွန်တော်တို့ကပြောလို့ရအဲ့တော့ဒီမှာ projector light တွေပါတယ်เนาะရှေ့မီးတွေပါတယ်ပြီးတော့ဒီအောက်မှာ front light တွေပါသေးတယ်အဲ့ဒါတွေအပြင် GBD ခေါင်းနဲ့ AC charger ပေါက်ကဒီအလဲရ logo မှာပဲဖြစ်ပါတယ်ဒီမှာပါဟွန်း ဒါက AC ချာယာပေါက်ဖြစ်တယ်ပြီးရင် DC ချာယာပေါက်ကိုကြာတော့ဒီမှာတော့လေးနဲ့လှည့်ပြီးတော့ဖွင့်ရမှာဖြစ်ပါတယ်အဲ့တော့ DC နဲ့အားသွင်းမယ်ဆိုလို့ရှိရင်လည်းတော်တော်လေးအဆင်ပြေပါတယ်ဒီနေရာမှာပါကဲပြီးတော့ tire size အကြောင်းကိုပြောအောင် tire size အကြောင်းကိုပြောမယ်ဆိုရင်195 65 or 15ကိုသုံးတာ rim size က15ဖြစ်တယ်မစိုးဘူးပြီးတော့ ground clearance အကြောင်းကိုမဖြစ်မနေပြောမှရပါမယ်ဒီကားရဲ့ ground clearance ကဒီမှာပါဖုန်းနဲ့ဆိုရင်ဒီလိုတစ်လုံးရယ်ဒီလိုကက်လက် နှလုံးရဲ့နှလုံးသားလောက်ရှိတယ်။နည်းနည်းနော်နော်အမြင့်ကြီးမဟုတ်ဒီ ground clearance လွတ်တာကဒီရှင်းသားလေးတွေလွတ်တာမဟုတ်ကားတစ်စီးလုံးအရှိအလယ်နောက်အကုန်လုံးကအဲ့လောက်လောက်ကိုလွတ်တာတော်တော်လေးလွတ်တယ်ကွာတပင်းနီးပါးလောက်လွတ်တယ်အဲ့လိုပြောလို့ရတယ် okay အဲ့တော့ဒီကားကိုကျွန်တော်ကဒီတိုင်းမကြည့်ဘူးဒီကားကို live for တင်မယ်အောက်ပိုင်းနေအခြေအနေဘယ်လိုရှိလဲဒါတွေပါကြည့်မယ် okay တို့อ่ะ ုပ်ငန်းသုံး EV တွေဆိုတော့အောက်ပိုင်းတွေပိုင်းကတော်တော်လေးအရေးကြီးပါတယ်အဲအကြောင်းမလို့ဒီမှာတရဘူးဆိုမြင့်ကုမ္ပဏီက service ကြာကြီးဖြစ်တယ်ကိုတော်နဲ့လာပြီးတော့တွေ့တာဖြစ်ပါကိုတော်မင်္ဂလာပါမင်္ဂလာပါကိုတော်ကိုတော်ကျွန်တော်အခုမှပထမဆုံးတွေ့လိုက်တာတော့အဲ EV တော်တော်များများမှာမပါတဲ့ spare wheel တွေဟုတ်တယ်ကိုနော်ဒီအောက်ကိုတင်လိုက်တော့မှနော် spare wheel ကျွန်တော်သတိထားပါတယ်ကိုဒီကောင်လုံးဝအသုံး delivery EV မှာအာစပယ်ဝီးပါပါတယ်ခင်ဗျဟမ်စပယ်ဝီးလေးပါတယ်ပြီးတော့ကြတော့နောက်လေးเนาะနောက်လေးတွေ့တယ်ဆိုတော့အခု 低价配比暴利，这叫你来表表不？ ရှေ့အောက်ပိုင်းမှာဆိုလို့ကျွန်တော်တို့တိုက်တော့ပါလဲ main လုံးပါလဲ lower end board join နေပါလဲ stabilizer link နေပါလဲပါပါတယ်ခင်ဗျရှေ့အောက်ပိုင်းမှာဆိုလို့ရှိရင်ဟုတ်ဟုတ်အဲ့တော့အခုဒီ spare part တွေရောအဆင်ပြေလားပေါ်လား spare PC တွေဆိုတော့ရှိပါတယ်ခင်ဗျကျွန်တော်တို့ကအရင်2019လောက်ကတည်းကကျွန်တော်တို့ဒီ IC ကတွေကိုအတွင်းအတွင်းလာတယ်ခင်ဗျကျွန်တော်တို့ရှိမှာအောက်ပိုင်း PC နေပါတယ်လို့အကုန်ရှိပါတယ်ခင်ဗျဆိုလို့ကျွန်တော်ကဒီ KYC လုပ်ငန်းသုံး C ကားတွေနဲ့ EV နဲ့အောက်ပိုင်းတွေအကုန်အတူတူပဲအတူတူပဲခင်ဗျအတူတူပဲခင်ဗျကျွန်တော်တို့ရှိမှာအကုန်ရှိပါတယ်ခင်ဗျဒီအောက်ပိုင်းနေပါတယ်ဆိုတော့ hard board တွေ break pad တွေ အကုန်လုံးရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်စားဝေးကြာကြီးကအောက်ပိုင်းနေအကြောင်းပြောပြီးတဲ့အချိန်မှာဒီဟာဆိုလို့ရှိရင်ဒါ DC AC on board charger ဆိုဒီနားမှာဒါကြီးရ battery pack ကြီးနော် battery pack ကလုံးဝအောက်မှာလုံးဝကာဝါကြီးကလုံးဝ solid ကြီးဘာသာမှတော့မထွက်တော့ဘူးလုံးဝနည်းနည်းတော့တူပြီပေါ့ ကြီးလဲခေါ်ွားရေเนาะလုပ်ငန်းသုံး EV ဆိုအဲ့လိုမျိုးလေးဖြစ်တဲ့ ਨੇ ဒီအားကြီးကတော့ဒါမော်တာဖြစ်တယ်မော်တာပြီးတော့ဒီမှာ inverter လုံးတွေ့တယ်။သူကအောက်ပိုင်းဖွဲ့စည်းပုံကတော့လုံးဝရိုးရိုးရှင်းရှင်းနဲ့အေးအေးဆေးဆေးပဲဘာလို့လဲဆိုတော့သူကဒီ KYC လုပ်ငန်းသုံးကားတွေကအရင်တည်းကရှိပြီးသားဖြစ်တဲ့အတွက်သူကဘာမှစိတ်ပူစရာမလိုအောက်ပိုင်းကိစ္စတွေ။ Okay အဲ့တော့ကြာတော့ကျွန်တော် load test လေးစမ်းကြည့်အောင်ကျွန်တော်ဒီကားကိုတဒံလုံးရှိတဲ့ engine wire တွေတင်ကြည့်မယ်လို့စဉ်းစားတာ။ Okay ပစ္စည်းတင်ကြည့်ပါ။ကဲအခုကတော့ကျွန်တော် load test လေးစမ်းဖို့အတွက်ပြင်ဆင်လာပါတယ်။အဲ့ဒါဘာတွေပြင်ဆင်လာလဲဆိုတော့ ီဘက်မှာပါဒါ engine wire ဖားတွေ engine wire ဒါတဖာက 25kg ရှိရလို့သိတာအခုဒါဖား40ဆိုတော့ဒါတန်ပဲ engine wire က 6lita ကို6ဘူးပါတယ်ဒီလိုတဖာမှာเนาะโอเคအဲ့တော့ဒီတွဲလုံးကိုကားထဲကိုထည့်โอเคစထည့်အောင်ကဲအခုကတော့ဒါ engine wire 40တင်ပြီးွားပါပြီဒီကားတွေကအခုအားသာချက်ကအခုမှပို့ပြီးတော့တွေ့ရတာ ပစ္စည်းတွေပါတင်လို့ရှိရင်ဒီနောက်ဖုံးကနေတခုတည်းဖွင့်ပြီးတင်ရတာမဟုတ်ဘူးဘေးပယ်ညာနှစ်ပေါက်ကနေပြီးတော့ပစ္စည်းထည့်လို့ရတယ်နေရာတွေရွှေ့လို့ရတော့တော်တော်လေးအားသာပစ္စည်းထည့်ရတော်တော်အဆင်ပြေပဲပေါ့ဗျာအချိန်မကုန်ဘူးပေါ့โอเคအဲ့တော့ကျွန်တော်တို့အခုပစ္စည်းတင်လိုက်ရုံနဲ့ကတော့ဒီ load test ကိုဆန်းလို့ပြီးရလို့ကျွန်တော်ကဆိုလို့မရဘူးကျွန်တော်တို့ပြင်မှာ incline လေးအမြင့်လေးကိုတက်လို့ရတာဘယ်လောက်ထိတက်လို့ရမလဲဆိုတာကိုကျွန်တော်ဆန်းပြီးတက်ကြည့်အောင်โอเคကားရွှေ့ โอเคကျွန်တော် incline test လုပ်မဲ့နေရာကိုကျွန်တော်တို့ရောက်ပြီအခုကားထဲမှာရှိတဲ့ engine oil ဖာ40ဟာဒီတိုင်းပဲဒါပေမဲ့ဒီကားကြီးကအပိတ်ကြီးဆိုတော့တော်ကြာကျွန်တော်တို့ကခါလီနဲ့เนาะဘာမှမရှိတဲ့အာကြီးနဲ့ကိုကျွန်တော်စမ်းတက်ပြရဲဖြစ်မှာဆိုလို့ဒီမှာ weight တန်းကလည်းကားထဲမှာထည့်ထားပြီးသားအဲ့တော့နောက်ဖုံးလေးကိုတော့ပိတ်လိုက်မယ် camera record လုံးဝမဖြုတ်ပါနဲ့တော့โอเคလာဒီဘက်ကိုကြည့်အောင် ဒီဘက်မှာဆိုလို့ရှိရင်ဒီဘက်ဘေးမှာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာ engine wire ဖားတွေကိုဘေးတိုက်ကလည်းမြင်ရမှာပါအဲ့တော့မှာစားပြည်ကြာကြီးကိုသောကိုပဲအကူကြီးတောင်းလာတယ်ကိုသောကတော့ကားမောင်းမယ်ကျွန်တော်ကဘေးနားနေပြီးတော့လိုက်ကြည့်ရမယ်โอเคကိုသော ready ပဲလားခင်ဗျ ready okay အဲ့ဒါဆိုရင်ကိုသောတက်အောင်စပြီးတော့ okay တက်ပါပြီဟုတ်ပြီโอ้โอ้โอ้ညနေတိုင်းပါပဲတက်လို့ရသေးတယ်ဟာ ။ဟုတ်ကဲ။မမြင်တဲ့အတိုင်းပဲနော်။ weight တန်းတင်ထားတဲ့ delivery van ကဘာမှအခက်အခဲမရှိဘဲနဲ့ဒီလောက် incline ကြီးကိုအေးအေးဆေးဆေးတက်သွားတာကိုတွေ့ရတယ်။ engine တန်းလည်းမကြောက်ဘူး။ဖယ်ကြအောင်လဲ EV ကိုအဲ့တော့ motor တန်းတွေပါတယ်။ oil တန်းတွေပါတယ်။ဘာလို့ဘာမှမကြောက်ဘဲနဲ့ပုံမှန်လေးပဲပပလေးပဲတက်သွားတာကိုမြင်ရတယ်။နော်အဲ့တော့ solo jenner က KYC V5 လုပ်ငန်းသုံး EV တွေက weight တင်တာလဲဘာပြဿနာမှမရှိဘူးအခုတဒန်တင်တာတော့မှဒီမှာ body နဲ့ဘိန်းနဲ့ကလက်ကားလုံးလောက်လွတ်နေသေးတာကိုတွေ့ရတယ် ဲ့တော့ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောပြဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရအောင်မယ်ဆိုလို့ရှိရင် KYC V5 လုပ်ငန်းသုံး EV တွေကတရဘူးဆိုးမြင်းကတင်သွင်းတာဖြစ်ပြီးတော့တကယ်တမ်းတော့ဒီကားတွေကကြောင်ညာစရာမလိုလောက်အောင်ရောင်းနေရတာကိုတွေ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုဒီကားရဲ့မြင်တဲ့အတိုင်းပဲ battery capacity ဆိုလို့ရှိရင်လည်း31.86 kWh ပါတယ်။ motor capacity ဆိုလည်း30ရှိတယ်။ပြ range အနေနဲ့ပြောမယ်ဆိုတော့ကီလို300လောက်သုံးလို့ရရလို့ဆိုထားတယ် AC ရော DC ရောအားသွင်းလို့ရတာဖြစ်ပြီးတော့ maximum torque က220 Nm အထိရတ top speed မှာဆိုလို့ရှိရင်100 km/h အထိမောင်းလို့ရတယ်ပြီးလို့ရှိရင်2ယောက်စီးပဲလိုချင်လား 9ယောက်စီးပဲလိုချင်တာဘယ်ဟာပဲဖြစ်အဆင်ပြေနေတာဖြစ်တဲ့အတွက်လုပ်ငန်းတော်တော်များများနဲ့ကိုက်ညီမှုရှိတယ်အဲဒါကြောင့်မို့လို့ဒီကားတွေကတကယ်တမ်းတော့ကြောင်ကြားပြားလုံမနေဘူးသွားသူကိုရောင်းနေရတယ်လော့လိုက်ဖြတ်ပြီးတော့ဝယ်တဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ကဒီကားတွေကိုရိုက်ကွေးလုံးချင်တာဖြစ်တဲ့အကွေခဏလေးနေကိုကြောက်ရိုက်ကွေးလေးလုံးပြသည်ဆိုပြီးရိုက်ကွေးလေးလာလုတာပဲဖြစ်ပါတယ်အဲ့ဒီတော့ KYC V5 လုပ်ငန်းဆောင် EV နဲ့ပတ်သက်လို့အသေးစိတ်အချက်အလက်တွေကိုစုံစမ်းသိရှိမေးမြန်းချင်တယ်ဆိုလို့ရှိရင်တရဘူးဆိုမြေကုမ္ပဏီလီမိတက်ကိုဆက်ဆက်စုံစမ်းမှုအတွက်ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့စိတ်သွားပါ တာတွေကတော့တူရဲ့အချက်တွေဖြစ်ပြီးတော့အပြင် sorry နောက်တစ်ချက်ကြံပေး Ready 3 2 1 0ကားဒီအဲ့ဒါပြောမယ်3 2 1 0နောက်တကားကိုဖွင့်လိုက်တယ်ဆိုလို့ရှိရင်နောက်မှာအဲ့နောက်တစ်ချက်ကောင်းဖွင့်လိုက်မယ်ဆိုလို့ရှိရင်